က်တုံနေကြက်တုံဖြူခြင်းနဲ့မြေုပ်တီးစိမ့်ကိုညှက်နေအောင်ထောင်းထားပေးပါမယ်နော်ဒီလောက်အနေထားလေးထောင်းထားရင်တော့မီတော်လေးဖြစ်ပြီးချဲ့ရအဆင်ပြေစေပါတယ်ပူလာရင်ထောင်းထားတာလေးတွေထည့်ပါမယ်ကျမထည့်လိုက်တာတော့စီက ိတ်မပူသေးဘူးပေါ့နော်ပြီးရင်အယောင်နှောက်အောင်လို့စနန်းတော့အနည်းငယ်ထည့်ပေးလိုက်ပါမယ်။စက်တုံလေးတွေနွမ်းတီအထိစီတက်ပေးထားလိုက်ပါမယ်။ ုံလွမ်းလာရင်ခင်ရန်ကတော့တီးလေးပဲထည့်သေးပါမယ်နော်မြရတာအတွက်ကတော့စားချုံမှုံထည့်ပေးပါမယ်မြုပ်သီးစိမ့်ထည့်ထားတဲ့အတွက်မြုပ်သီးအချောင်းမှုံမထည့်တော့ပါဘူးနော် ချင်းပေါင်ရက်လေးတွေထည့်ပေးပါမယ်။အရင်များများနဲ့အရင်တော့လေးချက်ရင်ပိုကောင်းပါတယ်နော်။ချင်းပေါင်ရဲ့လေးတွေနူးလာရင်တော့အတင်းချော်ထားတဲ့ပစုံငပိထည့်ပေးပါမယ်။ န့်စင်ထားတဲ့ပစုံလေးတွေထည့်ပေးပါမယ်ဒီရင်ကချက်ရတာလဲမြန်တဲ့အတွက်လိုက်ချက်စားကြည့်ကြတော့အရေးတောက်လေးချင်ပိုကောင်းမယ်ထင်ပါတယ်နောက်ထပ်တင်သည်လေးတွေတီးရအောင်ခေါင်းလောင်းပုံလေးကိုနှိပ်ခဲ့ကြနော်အစနောကျအချင်းကြီးလေးကတော့ရပါပြီ နောက်ထပ် channel လေးတွေမျှဝေပေးမှာမို့ channel လေးကို subscribe လေးလုပ်ခဲ့ကြနော်